ဘာသာကြားတွေကကျွန်တော်အောက်မှာလမ်းမန်းတက်တယ်သူတို့ကပါလဲဆိုတော့ဖះဟောတဲ့ကျမ်းစာကိုပြပါဘို့မြတ်စွာဘုရားကစာရေးပြီးမဟောခဲ့ဘူးဆိုတာကိုသူတို့လိုချင်တာဆိုတော့လိုချင်တာကတော့စပြေတိမစားဘူးတဲ့မြေခွေးကစပြေတိချင်ပါတယ်ကွာဆိုပြီးပြောသူလိုဖြစ်နေပါတော့မြတ်စွာဘုရားဟောခဲ့တာကဒီကစာရေးစရာမလိုဘူးအဲ့ဒီခေအဲ့ဒီကာလမှာစာရေးဖို့အတွက်အလုရှုပ်ခံပြီးလိုက်ပြီးအလှခံနေစရာလည်းမလိုဘူးအပင်မန်းခံပြီးစာတွေရေးနေစရာလည်းမလိုဘူးယဟန်နေအားလုံးဒီယဟန်နာမဖြစ်ခင်မှာဒီစာတွေကိုအလွတ်ကျက်မှတ်ကြတယ် ်စွာဘုရားဟောလိုက်တဲ့တရားတွေကိုလွတ်ကျက်မှတ်ပြီးတော့လွတ်ရွတ်ဆုံးနေရတယ်။အဲ့ဒီလွတ်ရွတ်ဆုံးနေရင်လည်းအဲ့ဒီတရားတွေကိုစင်ကြရစင်ကြတဲ့အခါမှာတရားသိသွားတယ်။တရားသိသွားတဲ့ပုဂ္ဂိုလ်ကတတိမြဲသွားတယ်။ယဟန်နာပုဂ္ဂိုလ်ဒီမှာတတိမြဲတယ်။တတိမြဲတာဖြစ်ခြင်းကြောင့်အဲ့ဒီတရားတွေမမေ့တော့ဘူး။ဣတိမယွေတလုံးတစ်ပါးရမှမမေ့တော့ဘူး။တတိရဲ့ဆွမ်းအားတတိရအဲ့ဒါပဲ။တတိရှိသွားတဲ့ပုဂ္ဂိုလ်ကဘာမှမမေ့တော့ဘူး။ဘဲအချင်းဘဲကမြတ်စွာဘုရားကဘလောက်ထိဟောတာလဲဆိုဘဲအချင်းဘဲကာလကပြောခဲ့တဲ့စကားပဲဖြစ်ဖြစ်အကုန်မှတ်မိနိုင်တယ်ဒါနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကို ဒီမေးခဲ့တဲ့မေးခွန်းတွေအများကြီးရှိတယ်အရှင်ဘုရားဒီလိုစကားမျိုးပြောခဲ့တာအရှင်ဘုရားမှတ်မိပါသလားအေးအဲ့စကားနဲ့ခက်ဆင်ဆင်ပြောခဲ့တာဒီငါဒီလိုမှတ်မိတယ်ဒါမျိုးတွေပြန်ဖြေထားတာတွေအများကြီးရှိတယ်ဟုတ်ပြီနော်အဲ့ဒါတတိယဆွမ်းအားပဲယဟန္တာရဲ့လိုဖြစ်သွားလို့ရှင်တတိကမြဲသွားတယ်မြဲသွားတဲ့ဖြစ်ချင်းကြောင့်အချိန်ကာလဘလောက်ကာလကြာကြာကဖြစ်ဖြစ်စကားကိုမမိတော့အဲ့ဒီအတွက်စာရေးထားစရာမလိုဘူးသင်္ဃာယန္တာဘာလို့တင်ရလဲလို့မေးလို့ရှင်ပုထုဇဉ်ယဟန်ကြီးကပောက်ကရ40ဒီပြောတဲ့အတွက် ယဟန်တွေကမြတ်စွာဘုရားဟောခဲ့တဲ့တရားတွေအားလုံးကိုစုစည်းပြီးတော့ရွတ်ဆိုလိုက်တယ်ရွတ်ဆိုပြီးဓာတ်တွေကိုပဲဟောကြပါမြတ်စွာဘုရားကဒါပဲဟောတာဒါကိုပဲဟောကြပါဆိုပြီးပြန်လည်မျှဝေတဲ့သဘောပဲဟုတ်ပြီလားအဲ့ဒီတည်းပထမသင်္ဃာယနာဒုတိယသင်္ဃာယနာဒုတိယသင်္ဃာယနာတတိယသင်္ဃာယနာလောက်ရောက်လာတဲ့ခါကျတော့လူတွေကနှစ်ကာလရွေလျောလာတဲ့အတွက်ပါဠိစာပေတွေကိုအနတ်အဓိပ္ပာယ်တွေနားမလည်ရတဲ့အတွက်ယဟန်နာအရှင်မြတ်ကြီးကအဓိပ္ပာယ်တွေဖွင့်ဆိုပေးရတဲ့ကျမ်းတွေရှိတယ်အဲ့ဒါတွေကိုမူလအထကထာလို့ခေါ်တယ်အဲ့တော့သရုပ်တသင်္ဃာယနာပြီးတဲ့အချိန်မှာကပ်ဘေးပြီးကြတယ်ကြတဲ့အခါကျမှာ ဒီစပီအခေရတင်တာဘယ်သူမှမယွတ်ဆိုနိုင်တော့အလွတ်မကျက်နိုင်တော့ယဟန္တာဒီလေအနှဲငယ်ပါလာပြီအလွန်မတန်ယော်နှဲလာပြီပထမအချိန်ဒီမှာတင်ခဲ့တော့ငါသရုပ်ရတန်ခါနာယနာတိကိုယဟန္တာအရှင်သူမြတ်ဒီတင်ခဲ့တာနောက်ပိုင်းကျမှတင်ခါယနာတင်တာဒီပုထုဇဉ်ယဟန်ဒီဖြစ်လာတာအဲ့တော့ပုထုဇဉ်ယဟန်တို့မြည်သည်အဲ့ဒီလိုအလွတ်မမှတ်နိုင်အနှဲအချင်းဝဲချော်တာရှိအဲ့ဒီအချိန်ကျမှသူတို့လည်းစာမကျက်နိုင်တော့တဲ့အတွက်စာပေအခေရတင်ကြတာယဟန္တာကြီးပဲရှိနေတဲ့ကာလမှာတော့ စပီးတင်စရာမလိုအပ်ဘူးဟုတ်ပြီနော်ယဟန်နာတို့မြည်သည်အဲ့ဒါကိုမြတ်စွာဘုရားကမျက်စိမှာပဏ္ဏသာပါဠိတော်မဟာဝိဇ္ဇတုတ်မှာဟောထားတာရှိတယ်အဲ့ဒီတုတ်မှာဝိဇ္ဇာတဲ့တတိငဲတဲ့ပုဂ္ဂိုလ်ကတတိခံထိုက်တယ်တတိငဲတဲ့ပုဂ္ဂိုလ်ကမမေ့တော့ဘူးအသည့်မယွေတလုံးမှမမေ့တော့ဘူးမမေ့တဲ့အတွက်သူသည်ဟုတ်ရင်ဟုတ်တယ်မဟုတ်ရင်မဟုတ်ဘူးရှိရင်ရှိတယ်မရှိရင်မရှိဘူးသိရင်သိတယ်မသိရင်မသိဘူးဖြစ်တယ် ဲ့တော့အဲ့ဒါယဟန္တာရဲ့ဂုံအင်္ဂါရက်တီဖြစ်တယ်တတိမြဲနေတဲ့ပုံကိုယဟန္တာတို့မြည်သည်တဲ့တင့်တည်တယ်လို့ဖြည်တယ်တဲ့မတင့်မတည်ဘူးလို့ဖြည်တယ်တဲ့နော်အဲ့တော့ဒီဟာကြီးကိုစာပေအခေယမှာမြတ်စွာဘုရားကမဟောခဲ့ပါဘူးဆိုပြီးတော့အဲ့ဒါကတတိမခံတိုက်ဘူးဆိုတာကအဲ့ဒါဘာနဲ့တူလဲဆိုတော့အခုနမြေခွေးကဇရီသီးမစားဘူးပဲနဲ့ချင်ပါတယ်လို့ပြောတာမြတ်စွာဘုရားရဲ့သာသနာမှာယဟန္တာတို့မြည်သည်ဝိဇ္ဇာ၃ပါးရတယ်ပုဋိအာဆိုတဲ့ပုပ်ဝိနိဝါဒညာ ဒိဗ္ဗစကုညံအာတွဲခရညံဒိဗ္ဗပုပ္ပေနိဝါဒညံဆိုတာအရှိမဖြစ်ခဲ့တဲ့ခန္ဓာအစဉ်ကိုဒီနည်းရနေမနည်းရမနည်းရနေဟိုတင်းနေအဲ့ရအမေးပိုက်တွေအမေးပိုက်တွေကနေဟိုဘက်ဘဝဟိုဘက်ဘဝနေနောက်တောက်လျှောက်ကဘာပေါင်းများဆိုအဲ့ဒီလိုဆင်ကျင်နိုင်တဲ့ညံကိုပုပ္ပေနိဝါဒညံလို့ရှိအဲ့ဒါကတော့ယဟန္တာရရဲ့ညံစင်းပေါ်မှာမူတည်ပြီးတော့အပိုင်းချနဲ့တည်ပြီးကြားကြတာတကဘာတည်တယ်နှစ်ကဘာတည်တယ်အဲ့ဒီလိုမျိုးကဘာပေါင်းများစွာတည်တာဆိုရင်အရှင်နုယုတ်တာဆိုရင်ကဘာတထောင်လောက်ထိဆင်ကျင်နိုင်တယ်အဲ့အဲ့လိုမျိုးတွေရှိတယ်တရက်ကိုကဘာတထောင်လောက်ထိဆင်ကျင်နိုင်တယ် ဒါဆိုရင်မြတ်စွာဘုရားရဲ့သာသနာမှာဘာဖြစ်လို့ပေတဲ့အခရာမတင်ခဲ့တာလဲမြတ်စွာဘုရားကဘာလို့စာပေနဲ့မဟုတ်လားအလုတ်တွေရှုပ်လို့မဟုတ်လားအလုတ်ရှုပ်တဲ့အလုတ်ကိုမြတ်စွာဘုရားကလက်မခံတာယဟန်လေးအတရားအထုတ်ဖို့အချိန်နေနှောင်နေတာကိုမြတ်စွာဘုရားကလက်မခံဘူးအဲ့ဒီတော့တရားအထုတ်ဖို့အချိန်ရဖို့တက်ကိုအပူအလုတ်တွေမလုတ်ခိုင်းတာအဲ့ဒီတော့အလုတ်ရအောင်ကြက်မဲ့ထားရင်အဲ့ဒီတရားတွေကိုစင်ကျင်နိုင်တယ်စင်ကျင်နိုင်ရင်တရားကိုသိနိုင်တယ်စာထဲမှာရေးထားရင်စာထဲမှာရှိတယ်ဆိုပြီးတော့မကြက်မတ်တော့လို့ရှိရင်အဲ့ဒီစာတွေကိုမသိနိုင်ဘူးဒါကြောင့်မလို့စာပေအခရာကိုမတင်ခဲ့တာ ဲ့တော့တခါတပည့်ညုနာညံနဲ့ပတ်သက်လို့ကြော်မင်းလွင်ဆိုတဲ့ကလေးကသူ့အကောင့်ပေါ်မှာတင်ထားတာတွေ့တယ်။တင်ထားတာတွေ့တဲ့ခါကျတော့တပည့်ညုနာညံကြီးရှိတယ်ဆိုရင်အကုန်သိတာပဲ။အကုန်လုံးကိုအလကားနေရင်သိနေလို့ရှိရင်အဲ့ဒါပင်မဆင်းရဲပဲ။အလကားနေရင်သိနေလားနော်။မဆင်ရင်မဲနဲ့အလကားနေရင်သိနေရတယ်။ငါတို့အတွေ့အကြုံမတွေ့လဲတွေ့ချင်တာတွေတွေ့ရောက်ချင်တာတွေရောက်သိချင်တာတွေသိမြင်ချင်တာတွေအဲ့ဒါပင်မဆင်းရဲတာပဲ။အဲ့ဒါဆင်းရဲပဲ။အရင်ကသူတော်ကောင်းတွေချမ်းသာဆိုတာအဲ့ဒီဘာအာယုံမှ မရှိဘဲနေတာကိုကချမ်းသာတာစိတ်ကလေးက ကမ္မထာအာယုံတစ်ခုထဲမှာတီတီကြီးကြီးလေးနဲ့ငြိမ်ငြိမ်အဲ့ဒါချမ်းသာတာပဲအဲ့တော့ဗုဒ္ဓဘာသာရဲ့ချမ်းသာနဲ့လောကချမ်းသာနဲ့ကဗလားတလန်းတန်တလန်းနဲ့ချမ်းသာနဲ့ဆင်းရဲကိုနားမလည်ဘဲနဲ့အလကားနဲ့တပင်းယူလာညာင်းဆိုအလကားနဲ့အကုန်သိနေတယ်ဆိုတပင်းယူလာညာဆိုဆင်ခြင်မသိဘူးမဆင်ခြင်မသိဘူးဒါနဲ့ပတ်သက်လို့မြတ်စွာဘုရားကဟောခဲ့တဲ့တုတ်တန်တစ်ခုရှိတယ်ပေါကုတမန္လာမင်းကို က်စွာဘုရားကိုမေးတယ်ပကုသမန္တမင်းကဘာဘသူ့ကိုကိုးကွယ်တာလဲဆိုတော့အလာယရတိကိုကိုးကွယ်ခဲ့တာအဲ့တော့အလာယရတိကလဲစီ900လောက်ဖြတ်သွားတာတော့မတိတော့ဘူး तू ကချမ်းသာဇန်ချမ်းသာကိုခံစားနေပါလေဆိုရင်အဲ့ဒီခေတ်အဲ့ဒီကာလကဇန်ချမ်းသာခံစားတဲ့ပုံကူဒီအများကြီးပဲအဲ့ဒီအတွက်ဇန်ချမ်းသာကဘလို့ဆိုတော့ကိုအဲ့ဒီမျက်စိမှာဒေတာမှာရှိနေတဲ့လူတွေအကုန်လုံးကသိကြတယ်သိတဲ့အခါကျတော့မြတ်စွာဘုရားအလာယရတိရဲ့ဇန်ချမ်းသာကိုလာပြောပြတယ်အဲ့တော့မြတ်စွာဘုရားကပြန်ပြောတယ် အကယ်၍မြန်းတဲ့မိုးချိုးတွေပြစ်နေတယ်လျှက်စီးတွေကလည်းလက်နေတယ်မိုးတွေကလည်းချိန်နေတယ်မိုးချိုးပြစ်လိုက်လို့လူနွားလေးကောင်နဲ့လူနှစ်ယောက်တွေဝါတာကိုတဲ့မသိလိုက်မမြင်နိုင်ဘူးဆိုရင်ဘသူချမ်းသာပူတာလဲတဲ့အရှင်ဖျားတဲ့အဲ့ဒီချမ်းသာပူတာပါလေတဲ့လျှက်စီးတွေလက်တယ်မိုးချိုးတွေကလည်းပြစ်တယ်မိုးတွေကလည်းချိန်နေမိုးတွေကလည်းယွာတယ်မိုးချိုးကြီးပြစ်လိုက်လို့နွားလေးကောင်လည်းတည်သွားတယ်သူ့ဘက်ဝင်းကျင်နေသူ့ဘေးနားတွေတည်သွားတာ လူနှစ်ယောက်လည်းသေသွားတာကိုမြင်လဲမမြင်လဲဘူးမကြားလဲမကြားလဲအဲ့ဒီချိန်ကအဲ့ဒီကာလကချမ်းသာဆင်းရဲကိုနားလဲတယ်အခုခေတ်ကာလမှာတော့အဲ့ဒီပုံကိုယ်တွေမရှိတဲ့အတွက်အဲ့ဒီပုံကိုယ်တွေကိုယုံလဲမယုံတော့ဘူးခုနပြောသူစပြည့်သီးချင်းမာတယ်ကွာဆိုတဲ့လူတရဝါတွေပဲရှိတဲ့အခါကြတော့အဲ့ဒီချမ်းသာတွေအကြောင်းကိုနားမလဲတော့ဘူးအဲ့တော့မြတ်စွာဘုရားကအေးတဲ့ငါအဲ့ဒီချမ်းသာကိုခံစားနေတဲ့အချိန်မှာငါမြင်လဲမမြင်လဲဘူးငါကြားလဲမကြားလိုက်ဘူးလေအဲ့တော့ငါဇန်တမာဘက်ကထလာတဲ့အချိန်မှာပဝင်းကျင်မှာလူတွေယုံစုယုံစုဖြစ်တဲ့အခါမှာမေးလိုက်တဲ့အခါမှာပဝင်းကျင်ကငါ့ကိုမေးတယ်အရှင်ဘုရားမမြင်လိုက်ဘူးတော့အေးငါမမြင်လိုက်ဘူးလေ မကြားလဲငါမကြားလိုက်ဘူးလေအရှင်ဘုရားရဲ့ချမ်းသာကအလုံးမတန်အံ့ဩဖို့ကောင်းပါလေဆိုတော့အဲ့ဒီအဲ့ဒီကျောင်းကစပြေသီးစားဖို့တဲ့လူတွေရှိတာဟုတ်အခုကျတော့စပြေသီးမှမစားဘူးကြတာဟုတ်လားအဲ့တော့တပင်းညူတာညာကြီးအလကားနေတည်နေတာမတည်ဘူးစင်ကျင်မှတည်တာအဲ့တော့ဒီစင်ကျင်တဲ့အခါမှာလေမျက်စွာဘုရားကအနေဆုံးစကားပြောနေရင်တန်လန်နဲ့တရားဟောနေရင်တန်လန်စင်ကျင်ရင်တုတ်တန်တော်တော်များများများမျက်စွာဘုရား60တကဘာကိုစင်ကျင်တာများတယ်အဲ့တော့စကားပြောနေတဲ့တိုင်တော်တွေမှာမျက်စွာဘုရားက60တကဘာလောက်ကိုကောင်းကောင်းစင်ကျင်နိုင်တယ်ဆိုတဲ့အဖြစ်ရှိတယ် ဟုတ်ပြီနော်အဲ့တော့ဒီတတိယညံဆိုတာကလည်းတမာတံဘောဒီညံရဲ့အစိပ်ပိုင်းတစ်ခုပဲအခုမင်းတို့ပြောတဲ့ဟာကကဘာရဲ့အစဟိုတန်ရအစကိုပြောခြင်းနဲ့ဆိုတာအရာအဖြူလားအမဲလားအလုံးလားအပြားလားအစကဘာလဲဆိုတာအဲ့တော့မြတ်စွာဘုရားကတပိညူရအဲ့ဒီပုပ်ပေနိဝါဒညံကိုဆင်ញင်လိုက်တဲ့ခါမှာတမာဘက်ဝင်စားရတယ်အဲ့ဒီတမာဘက်မှာစိတ်ကလေးတည်ကြည်လာတဲ့ခါမှာပုပ်ပေနိဝါဒညံထဲကိုစိတ်ကိုလွှတ်လိုက်တာ အဲ့ဒီစိတ်ကိုလွတ်လိုက်တော့ပုပ်ဝိနိဝါဒဉာဏ်ကနေခန္ဓာအစဉ်ကိုတောက်လျှောက်ရှောက်သွားတာရှောက်သွားပြီးတကဘာနှစ်ကဘာအဲ့လိုဆင်ကျင်လိုက်တာဆင်ကျင်လိုက်တဲ့အခါမှာအခုမြတ်စွာဘုရားကအနမတကတန်ရုပ်ထဲမှာဟောထားပြီးသားဖြစ်တယ်သူ့ရဲ့တပည့်သား၄ယောက်ကတနေ့ကိုကဘာ၄သိန်းဆင်ကျင်ရင်တောင်မှပဲအနှစ်တရာလုံးဆင်ကျင်ရင်တောင်မှတဏှာအစကိုလောကအစကိုအစွန်းကိုရှေ့အစွန်းကိုမသိနိုင်သေးဘူးလို့ပြောခဲ့တာဖြစ်ချင်းကြောင်မြတ်စွာဘုရားတလောက်ဒီဆင်ကျင်ပြီးပြီဆိုတဲ့အဖြစ်ကထွက်သွားပြီးသွားပြီဟုတ်ပြီနော် အဲ့ဒီတက်ထွက်ပြီးတော့ဟိုဘက်ကဘာလို့လိုက်ပြီးအပြင်မှန်ခံပြီးလိုက်စင်ကျင်နေတော့ဘာအတိတ်ပဲမှလည်းမရှိဘူးလीအဲ့ဒီအစာသီးလို့လည်းဘာမှလုပ်လို့မရဘူးအကျိုးလည်းမရှိဘူးအဲ့တော့အစကမထင်ဘူးလို့ပြောလိုက်တာဒီမင်းဘလောက်ရှောက်ရှောက်ထင်ပါလဲမို့အဲ့တော့ငါလည်းလိုက်မကြည့်တော့ဘူးအလုတ်ရှုပ်တယ်ငါတမိညူလာငါအပြင်မှမခံတော့ဘူးဆိုတဲ့စကားကိုဖြေလိုက်တာပဲအဲ့ဒီဖြေကိုပေးလိုက်တာပဲဟုတ်ပြီနော်လိုက်မကြည့်တော့ဘူးအလုတ်ရှုပ်တယ်လို့ပြောလိုက်တာပဲအဲ့တော့အစမထင်တဲ့အရာကြီးကိုရှိပါတယ်မရှိဘူးဘာဖြစ်ပါတယ်ညာဖြစ်ပါတယ်ဖြေရင်မူသားစကားပဲရဟန္တာတို့မြည်သည်မူသားစကားမပြောဘူး အဲ့ဒီအစမထင်တဲ့ဟာကိုလိုက်မကြည့်တော့တဲ့အတွက်မထင်ဘူးလို့ပြောလိုက်တာအပြေရှင်းလာအဲ့ဒီတော့အပင်မမခံတော့ဘူးဘာအကျိုးစီးပွားမှလည်းမရှိဘူးအလုပ်လည်းမလုပ်တော့ဘူးအဲ့တော့တပ်ပြင်းညူရညံဆိုတာဘလို့အရာမျိုးဆိုတာသဘောပေါက်လာအလကားနေမြင်နေရပြီဆိုတော့အဲ့ဒါပင်မဆင်းရဲ့အငရေကြနေတာနဲ့အတူတူပဲအလကားနေဟိုဟာတိဒီဟာတိဆိုရင်အဲ့ဒါငရေကြနေတာနဲ့အတူတူပဲဉာဏ်ဆိုတဲ့အရာတွေပညာဆိုတဲ့အရာတွေကလိုချင်တဲ့အချိန်မှာဆွဲယူပြီးတော့သိနိုင်မှအဲ့ဒါမှချမ်းသာခေါ်တာကိုလိုချင်တဲ့အချိန်မှာဆွဲမယူဘဲနဲ့အလကားနေပေါ်နေတယ်ဆိုရင်အဲ့ဒါချမ်းသာမဟုတ်ဘူးဆင်းရဲတယ်ပဲဟုတ်ပြီလား